အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ဘန်ကောက်မှာရုပ်ရှင်သွားကြည့်ပစ်ခဲ့တဲ့အကြောင်းလေးကို vlog လေးပြန်လုပ်ပေးချင်ပါတယ်အဲကျွန်တော်သွားကြည့်ခဲ့တဲ့ယုံက concert ဆိုတဲ့ IMAX theater ပါဒီရုပ်ရှင်ကြည့်တာလေးကိုဘာလို့ vlog တွေပါပြီးလုပ်ဖို့စီစဉ်ရလဲဆိုရင်ကျွန်တော်ဒီနေ့သွားကြည့်ခဲ့တဲ့ပွဲကနည်းနည်းထူးကြပါလေကျွန်တော်ဒီနေ့ကြည့်တဲ့ရုပ်ရှင်က writer Christopher Nolan ဆိုရင်ရုပ်ရှင်ကြိုက်တဲ့သူတော်တော်များများသိကြပါတယ် သူ့ရဲ့နာမည်ကြီး masterpiece တစ်ခုဖြစ်တဲ့ Interstellar ဆိုတဲ့ရုပ်ရှင်ကရုံတင်ခဲ့တာ10နှစ်ပြည့်သွားတဲ့အထိမ်းအမှတ်အနေနဲ့ IMAX Theater မှာပြန်ပြီးတော့ 70mm version အတင်နဲ့ပြန်တင်တာပေါ့နော်အဲ့တော့ဒီရုပ်ရှင်ကိုရုံတင်ပြီးဆိုကြတဲ့ကကျွန်တော်ပြန်ပြီးတွားကြည့်ချင်ခဲ့တာပါဘာလို့လဲဆိုတော့ရုံစားတင်ခဲ့တဲ့တုန်းကကြတော့ကျွန်တော်တို့ဒီနိုင်ငံမှာဒီ Interstellar ကမပြအောင်မပြတော့ကျွန်တော်တွားလည်းမကြည့်ဖြစ်ခဲ့ဘူးအခုပြန်တင်တဲ့အချိန်မှာကြတော့ IMAX version နဲ့လည်းဖြစ်တယ် ပြီးတော့ရုပ်ရှင် format အစ်စ်ဖြစ်တဲ့ 70mm နဲ့လည်းပြတာဆိုတော့ကျွန်တော်သွားကြည့်မှဖြစ်မယ်ဆိုပြီးတော့ရှားလိုက်တော့ Bangkok မှာ 70mm IMAX ကိုပြနိုင်တဲ့တရုံနဲ့သောဂျုံကအခုကျွန်တော်ရောက်နေတဲ့ Concert ဆိုတဲ့ IMAX Theater ဖြစ်ပါတယ်။အခုဒီမှာမြင်ရတဲ့အတိုင်းဆိုရင်ဒါဂျုံရဲ့ပုံစံငယ်ပေါ့နော်။ IMAX screen ကဘလောက်ကြီးလဲဆိုတာကိုဒီမှာကြည့်လို့ရအောင်သူတို့ပုံစံငယ်လေးလုပ်ပေးထားတာကိုတွေ့ရမှာပါ။ င်္ဂလာပါအခုကျွန်တော်ရောက်နေတာကကျွန်တော်ဘန်ကောက် CM Paragon က Concert IMAX Cinema ကိုရောက်နေတာပါအဲဒီနေ့လာကြည့်တဲ့ရုပ်ရှင်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ Christopher Nolan ရဲ့ Interstellar ပေါ့နော်ဒီမှာကြည့်စီပါနော်အဲ့တော့သူကဒီ 70mm IMAX version ကရိုးရိုးနဲ့ပါกว่าလဲဆိုတော့ကျွန်တော်တို့ဒီရုပ်ရှင်မှာအရင်ကျွန်တော်တို့ကြည့်နေကြ60:9 ratio မဟုတ်တော့ဘဲနဲ့သူကပိုပြီးတော့ wider ဖြစ်တဲ့ angle နဲ့ကြည့်ရတဲ့ခါပေါ့နော် အဲ့ဒီ 70mm ratio နဲ့ရိုက်ထားတဲ့ဟာကိုပြနိုင်တဲ့ IMAX data ကကဘာပေါ်မှာအခု30ကျော်လောက်ပဲရှိတာပေါ့။အဲဒီမှာအခုဒီ Bangkok က Concert IMAX Cinema ကဒီအဲ့ 70mm ratio နဲ့ပြနိုင်တဲ့ screen ရှိတဲ့ IMAX data တခု။အဲ့တော့ကျွန်တော်ဒီနေ့ IMAX ကအရင်ကျွန်တော်တို့ကြည့်ဘူးနေကြ IMAX ဂျုံနေဆိုရင်တော့ကျွန်တော်ပုံမှန်ပြတာဒီ screen ပုံကြီးတယ်ပြီးတော့ 60 is to 9 ratio နဲ့ပဲပြကျွန်တော်တို့ဒီ 70mm နဲ့ရိုက်ထားတဲ့ရုပ်ရှင်ကိုတကယ် 70mm IMAX အပြည့်ပြနိုင်တဲ့ယုံမှာပထမဆုံးကြည့်ရမှာပေါ့အဲ့တော့အဲဘယ်လိုမျိုး experience ရမလဲမသိသေးဘူးကျွန်တော်လည်းအရင်ကြည့်နေပြီခဏနေကျွန်တော်လည်းဝင်ရပါမယ်အထဲမှာကျွန်တော်ဓာတ်ပုံရိုက်လို့ရရင်တော့ကျွန်တော်အဲဗီဒီယိုရိုက်လို့ရရင်တော့ကျွန်တော်ယုံရဲ့အခြေအနေလေးကိုတစ်ချက်ရိုက်ပြီးတော့ပြန်ပြပေးမယ် နောက်ပိုင်းမှာကျွန်တော်တို့ဒီ IMX 70mm နဲ့ရုပ်ရှင်တွေရိုက်လာဖို့များတယ်။ယုံနေလဲအစ်စ်ဖြစ်လာဖို့များတော့နော်။ဒီကတော့သူကကန်ကောင်းွားတာကကျွန်တော်အခုကြည့်မဲ့အချိန်မှာတိတ်လွန်ခဲ့တဲ့တစ်လနှစ်လလောက်ကမှ Concert ရုံကလေဆာ projector နဲ့ပြမှာဆိုတော့တို့လေဆာ throw ဆိုရင်ပုံမှန် projector ကြီးထက်ဆန်ပိုပြီးကြည့်ရအောင်နော်။ကျွန်တော်ရဲ့အခုဒီ first experience blog လေးကိုတင်ဆက်ပေးလိုက်ပါတယ်။အားလုံးကျေးဇူးတင်ကြမယ်လို့ထင်ပါတယ်။ Thank you ပါ။ ရုပ်ရှင်ကြည့်ပြီးသွားတဲ့အချိန်မှာပထမအဆုံးရတဲ့ feeling ကိုပြောပါဆိုရင် wow လို့ပဲပြောမှာပေါ့နော်တကယ်မိုက်တာပါလူတိုင်းတစ်ခေါက်လောက်တော့သွားကြည့်တင်တယ်လို့ကျွန်တော်ပြောပြတယ်ဒီရုပ်ရှင်ကကျွန်တော်ထွက်ပြီးခရဲကအရင်တည်းကခဏခဏပြန်ကြည့်လေးရှိတဲ့ရုပ်ရှင်ဆိုတော့ဇက်ချောင်းနဲ့ပတ်သက်ပြီးကလုံးဝယဉ်နေပြီးသားအလွတ်တောင်ရပြီးသားလို့ပြောလို့ရတယ်ဒါပေမဲ့ရုပ်ရှင်ကြည့်လိုက်တဲ့အချိန်မှာဆိုရင်စကားအစ်စ်တကားကိုကြည့်နေရတယ်လို့ပြန်ပြီးတော့ခံစားရတယ် ျွန်တော်ကဇလန်းကိုသိနေတာတော့ပဲရှိပြီးတော့ကြံတဲ့မြင်ရတဲ့မြင်ကွင်းတွေအားလုံးကတကယ်ကိုဇက်ကအစ်စ်တကားပြန်ကြည့်နေရသလိုခံစားရတယ်။အရင်ကြည့်ခဲ့တော့ကမမြင်ရတဲ့ detail တွေကိုပို့ပြီးတော့မြင်ရတယ်။အဲဒီတော့မှကျွန်တော် Christopher Nolan ဘာကို ပြခြင်းလဲဒီရုပ်ရှင်ကဘာကိုပေးခြင်းလဲဆိုတဲ့ဟာကို အခုကျွန်တော်ဒီ IMAX ယုံ screen အကြီးကြီးမှာကြည့်လိုက်တော့မှ ပို့ပြီးတော့ရလာတာပေါ့နော်။တကယ်တော့ဒီ space ထဲမှာကျွန်တော်တို့လူသားတွေဆိုတာက တကယ်ကိုတေးသေးမွမွလေးပဲဘာမှမဟုတ်ဘူးဆိုတော့ရတောက်တကယ်ရတာရုပ်ရှင်ကိုသုံးပိုင်းခွဲလိုက်ရင်ပထမပိုင်းကတော့ဒီ70 mm ratio နဲ့ဇက်ဝင်ကနည်းတယ်ဒုတိယပိုင်းလောက်မှာ များလာတယ်နောက်ဆုံးတတိယပိုင်းကတော့အပြည့်နီးပါးကို70 mm IMAX beauty နဲ့ကြည့်ရတာတကယ်ကိုအနှစ်ပါပဲတကယ်ကိုအရသာအရှိဆုံးကတော့ဒီ space ထဲကစင်းစီ space ship က docking လုပ်တဲ့စင်းစီပြီးတော့ ဘလဟိုအီနာကနေ slide shot လုတ်သွားတဲ့စင်းစီအဲ့ဒီစင်းတွေကိုကြည့်ရတာက လုံးဝအနှစ်သာရအပြည့်ရဗျာတကယ်ကိုကြည့်လာတဲ့ဟာကိုအခုလိုမျိုးကျွန်တော် vlog လုတ်ပြီးတော့ပြန်ပြောပြတာကကျွန်တော်တကယ်ကြည်နေတဲ့အချိန်မှာခံစားရတဲ့ feeling ကို ဖော်ပြဖို့ကမလုံလောက်ဘူးအရင်ဆုံးယုံထဲကိုဝင်ဝင်ချင်း screen ကြီးကိုမြင်လိုက်ရတဲ့အချိန်မှာ wow လေးတဲ့အတိုင်းအမြင့်သာလောက်ရှိတဲ့ screen ကြီးကိုမှပေ200နီးပါးလောက်ကျယ်တာဗောနော်အဲ့လောက်မှကျွန်တော်တို့ ice cream တစ်ခုလုံးအပြည့်ကို movie scenes တွေကိုမြင်နေရတာက လုံးဝအနှစ်ကြရတယ်။ယုံထဲမှာလည်းကျွန်တော်တို့အတူတူကြည်နေတဲ့လူတွေရဲ့ပါဇက်ကနေအမေရိကန်တွေထွက်လာတာကိုလည်းကြားခဲ့ရတယ်။တကယ်ပါတင်သားရုပ်ရှင်ချစ်တဲ့သူဆိုရင်70 mm နဲ့ရိုက်ထားတဲ့ယုံတင်ကားတကားကိုတကယ်အခုလိုမျိုး IMAX Theater အစ်စ်ကြီးမှာတွားပြီးတော့ကြည့်လိုက်ရရင် လုံးဝအိုင်အော်ဂဇန်ရတယ်လို့တောင်ပြောလို့ရတယ်။ပြီးတော့အခုကျွန်တော်ကြည့်နေတဲ့ဒီ Concert Room ကလည်း လေစာဒရုန်းနဲ့ပြတာဆိုတော့အလင်းအားပိုကောင်းပြီးတော့ပိုပြီးတော့ကြီးကြီးလင်းလင်းပြက်ပြက်သားသားမြင်ရတယ်။အဲ့တော့ထူးခြားချက်အနေနဲ့ကျွန်တော်တို့ space စိမ်းနေမှာဆိုရင် spaceship ကတည်တည်လေးဖြစ်ပြီးတော့ဘေးနားက black hole ကြီးတို့ space ကြီးတို့ဟာအကြီးဖြစ်နေတဲ့ဟာတွေကိုပြတဲ့အခါမှာဒီတေးကြကြမြင်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ space ကြီးဒီ black hole ကြီးတွေကဘလောက်ကြီးတောင်မှ massive ဖြစ်ပါတယ်။ AR မှဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ဒီကားကိုကြည့်ခဲ့တဲ့အချိန်တွေထဲမှာဒီတစ်ချိန်မဲ့တည်တည်ချာချာခံစားခဲ့ရတာပါ။ ဒါကြောင့်မို့လို့ရုပ်ရှင်ချစ်တဲ့သူတွေအဲပြီးတော့ဒီ Interstellar ရုပ်ရှင်ကိုမှ IMAX version နဲ့သေးသေးချာချာကြည့်ကျင်တဲ့သူတွေဆိုရင်ဒီ Concert IMAX Theater မှာလာပြီးတော့ကြည့်ကြဖို့ကိုကျွန်တော်တိုက်တွန်းချင်ပါတယ်။သွားကြည့်လိုက်ပါ။ကိုယ်တိုင်ကြည့်ရတဲ့ခံစားချက်ကအခုကျွန်တော်ပြောပြတာထက်အစာပေါင်းများစွာပိုပြီးတော့တာလွန်ကောင်းမွန်နေတာကိုတွေ့ရပါလိမ့်မယ်။ပြီးတော့ငွေကုန်ရာကျိုးလည်းနှက်ပါလိမ့်မယ်။ Okay ကျွန်တော်ရဲ့ blog လေးကတော့ဒီလောက်ပါပဲ။ကျွန်တော် channel က တခါတလေမှပေါ်လာလိုက်ပြန်ပျောက်သွားလိုက်ဖြစ်နေတာတွေကိုအခုဒီ2025မှာဗီဒီယိုတွေဇက်တိုက် vlog တွေဇက်တိုက်လာဖို့စဉ်းစားထားပါတယ်။ YouTube နည်းပညာနဲ့ပတ်သက်တဲ့ vlog တွေကိုလည်းဆက်ပြီးလုပ်ပေးသွားပါမယ်။မေးထားတဲ့မေးခွန်းတွေကိုလည်းကျွန်တော် live လေးနဲ့အလင်းတင်တဲ့အခါကျရင်တင်ဆက်တာလေးတွေလုပ်ပေးပါဦးမယ်။အားလုံးပဲကျွန်တော်ရဲ့ Juntetta Channel ကို like and subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့။ကဲအားလုံးနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။